င်္ဂလာပါခင်ဗျာရှောင်းခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းက2029စစ်စင်ရဲ့ရဲ့ဒုတိယလှိုင်းတိုက်ပွဲတွေအတွင်းလာရှုံမျိုးအခြေဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံစစ်ကောင်စီတပ်တွေအနေနဲ့လက်နက်ချအညံ့ခန္ဓာတွေမလုတ်အောင်အနီးကပ်ကြီးကြပ်ကြဖို့စစ်ကောင်စီကညွန်ကြားနေပြန်နေဆိုပါတယ်ရခိုင်ပြည်နယ်မြောက်ဦးမြို့ကတိုက်ပွဲမှာသေသွားပြီဆိုပြီးသတင်းထွက်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ၁၁တပ်မမှုဗိုလ်မှူးကြီးမင်းမင်းထွန်းဆိုသူဟာ မသေးသေးပဲတရုတ်မြန်မာနယ်စပ်အထိထွက်ပြေးသွားခဲ့ပြီတက်ကိုလည်းမပြန်မဲတိမ်းရှောင်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းက2029စစ်စင်ရဲ့ရဲ့ဒုတိယလှိုင်းတိုက်ပွဲတွေအတွင်းလာရှိုမျိုးအခြေဆိုင်အရှိန်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံစစ်ကောင်စီတပ်တွေအနေနဲ့လက်နက်ချအညံ့ခံတာတွေမလုပ်အောင်အနိကကြီးကြပ်ကြဖို့စစ်ကောင်စီကညွန်ကြားနေပြန်တယ်လို့လာရှိုမျိုးအခြေဆိုင် ရမခစစ်ဌာနချုပ်တည်ရင်မြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်2029ခုစစ်စင်ရေးရပထမလှိုင်းမှာတုန်းကလောက်ကိုင်းဓကဆအပါဝင်စစ်ကောင်စီတက်ကဗိုလ်မှူးချုပ်6ဦးနဲ့အရာရှိစစ်သည်4000ကျော်ဟာစံချိန်တင်လက်နက်ချသွားတဲ့အတွက်2029ခုစစ်စင်ရေးဒုတိယလှိုင်းမှာအဲ့ဒီလိုတရင်အလိုက်ဘျူဟာအလိုက်လက်နက်ချအညံ့ခန္ဓာတွေလုံးဝလုံးဝမဖြစ်အောင် အနီးကကြီးကျက်ဖို့စစ်ကောင်စီကညွန်ကြထပြန်တယ်လို့စစ်ကောင်စီရဲ့လာရှုမျိုးအခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်တည်ရင်မြစ်ကိုတိုင်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်အဲ့ဒီအတွက်အခု2029စစ်စင်ရဲ့ရဲ့ဒုတိယလှိုင်းမှာပါလာရှုမျိုးကအရှိမြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတည်ရင်တပ်ဖွဲ့တွေအနေနဲ့လက်နက်ချအညံ့ခန္ဓာမျိုးထွက်ပြေးဒါမျိုးတွေလှုပ်လာရင်တော့ဖမ်းမိတဲ့အချိန်ရေးယူမှာမဟုတ်တော့ပဲတခါတည်းပြတ်သက်ပြစ်မယ်ဆိုပြီးတော့ပါချိန်ချောက်မှုတွေရှိလာနေတယ်လို့လာရှုမျိုးအခြေစိုက်ရမခစစ်ဌာနချုပ်တည်ရင်ရှိမိကပြောထားပါတယ် ဒါအပြင်အကြံဖက်စက်ကောင်စီကအရှိန်မြောက်တိုင်းစစ်တာနာချုပ်လက်အောက်ခံတပ်မှုတွေအရာရှိကြီးတွေရဲ့ကိုရေးရာဇဝင်တွင်နဲ့ဆွေမျိုးတွေရဲ့စရင်တွေကိုပါထပ်မံပြုစုပေးဖို့ညွှန်ကြားထားပြီးအကယ်၍လက်နက်ချမှုထွက်ပြေးမှုတွေဖြစ်လာရင်ဆွေမျိုးတွေအထိပါဖမ်းဆီးအရေးယူခံရမယ်ဆိုပြီးတော့လဲချိန်ချောက်မှုတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ရခိုင်မင်းရဲ့မြောက်ဦးမြို့ကတိုက်ပွဲမှာသေသွားပြီးဆိုပြီးတဲ့ရင်ထွက်ခဲ့တဲ့အကြံဖက်စစ်ကောင်စီရဲ့တပ်မ71တပ်မမှု ဘုံမကြီးမင်းမင်းထွန်းဆိုတဲ့သူဟာမသေးသေးပဲတရုတ်မြန်မာနယ်စပ်အထိထွက်ပြေးသွားခဲ့ပြီတက်ကိုလည်းမပြန်မဲတိမ်းရှောင်နေတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အခု2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကပဲမြောက်ဦးခမရ300ကိုအရကတတော် AA ကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်စစ်ကောင်စီဘက်ကတက်မ71တက်မမူဘုံမကြီးမင်းမင်းထွန်းဆိုတဲ့သူဟာပေသွားပြီဆိုပြီးသတင်းတွေထွက်ခဲ့တယ်ဆိုပါတယ်ဒါပေမဲ့ အခုငါးလကျော်တဲ့အခါမှာတော့အဲ့ဒီဘုံမူကြီးမင်းမင်းထွန်းဆိုတဲ့သူဟာမသေးသေးပဲထွက်ပြေးသွားခဲ့ရကနေလက်ရှိမှာတရုတ်မြန်မာနေဆက်အထိရောက်နေပြီတက်ကိုလည်းမပြောင်းမဲတိတ်ရှောင်နေတာကိုစစ်ကောင်စီကတည်င်းရထားပြီလို့စစ်ဘက်တည်င်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အဲ့ဒီလိုထွက်ပြေးနေတဲ့တက်မ17ရက်တက်မမှုဘုံမူကြီးမင်းမင်းထွန်းဆိုတဲ့သူဟာတာချီလိုက်ဖြူဟာမှုဘဝမှာတုန်းကတရားမွေးလုပ်ငန်းများစွာကနေအယဉ်ချမ်းသာသွားပြီး စစ်စင်ရဲ့အခြေအနေမကောင်းတာနဲ့ရအောင်ဝင်ဆင်ပြီးတော့ထွက်ပြေးနေတာဖြစ်တယ်လို့လဲစစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းကပြည်ဦးလင်မြို့ပြင်ပတ်ပတ်လည်မှာအကြံဖတ်စစ်ကောင်းစီတက်ကတိုက်ပွဲမဖြစ်သေးပဲနဲ့မနေ့ကညပိုင်းမှာလက်နေကြီးလက်နေငယ်ပစ်ခတ်တာတွေအပြင်ဒရုန်းတွေနဲ့ပါဘုံကျဲတာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်ဇွန်လ1ရက်နေ့ဖြစ်တဲ့မနေ့ကည7နာရီလောက်ကစပြီးပြည်ဦးလင်မြို့ပြင်နမ်ကတ်ကျေးရွာဘက်အချမ်းပါဝင်မြို့ပြင်ပတ်ပတ်လည်ကို အကြံပစကောင်စီတက်ကတိုက်ပွဲမဖြစ်သေးပဲနဲ့လက်နက်ကြီးတွေလက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေ drone နဲ့ဘုံကျဲတာတွေလောက်နေတယ်ဆိုပါလေအဲ့ဒီကပြူစောတီတွေကတော့လေ့ကျင့်ပြီးကြိုပစ်နေတာလို့ပြောနေကြသလိုမနေ့ကည7နာရီလောက်ကနေည10နာရီလောက်အထိကိုရန်တမ်းပစ်ခတ်နေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတို့ကပြောထားပါလေလက်ရှိမှာလည်းအကြံဖတ်စစ်ကောင်စီကပြည်ဦးလွင်မြို့မှာလုံခြုံရေးတွေတိုးမြင့်ထားတဲ့အပြင်အခုရပိုင်းတွင်းမှာပဲမန္တလေးကပြူစောတီတွေနဲ့စစ်မှုထမ်းတင်တန်းအပတ်စဉ်တက်ကတပ်သားအစ်စ်တွေပါ ထောင်နဲ့ချီခေါ်ယူထားပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီကမွန်ပြည်နယ်ဘက်မှာတော့ရေးမျိုးနယ်ကကွန်ဒူးချေရွာနေအချက်ပစစ်တက်လက်အောက်ခံပြူစော့တီကောင်းဆောင်ဇန်မင်းဆိုတဲ့သူကိုရေးဘလူးတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိထားတယ်လို့ရေးဘလူးအဖွဲ့ကောင်းဆောင်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ30ရက်နေ့ကပဲရေးမျိုးနယ်ကကွန်ဒူးချေရွာနေအချက်ပစစ်တက်လက်အောက်ခံပြူစော့တီကောင်းဆောင်ဇန်မင်းဆိုတဲ့သူကိုသူ့ရဲ့နေအိမ်မှာပဲလက်ပြဘုံတွေနဲ့အတူရေးဘလူးတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုအရှင်ဖန်းစီရမိထားတဲ့ကွန်ဒုဂျေဝါနီပြူစော်တီခေါင်းဆောင်ဇန်မင့်ဆိုတဲ့သူဟာအချမ်းဖက်စစ်တပ်နဲ့ပေါင်းပြီးပြူစော်တီအဖွဲ့ဖွဲ့ထားသလို PDF တပ်ဖွဲ့တွေရဲ့တရင်ကိုလိုက်လံစုံစမ်းပြီးတော့ဒုက္ခမျိုးစုံပေးနေုံနဲ့မကပြည်သူတွေကိုပါစစ်တပ်အားကိုနဲ့အနိုင်ကျင့်ဖိနှိပ်ချိမ့်ချောက်နေတဲ့သူဖြစ်သလိုအခုတော့ရေဘလူးတပ်ဖွဲ့ကအရှင်ဖန်းစီရမိထားပြီးအရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ရေဘလူးတပ်ဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့ ဩစတြေးလျနိုင်ငံမဲဘုံမြို့ကိုရောက်ရှိနေတဲ့အမျိုးသားညီညွတ်အစိုးရ UNG နိုင်ငံသားဝင်ဂျီဒေါ်ဇင်မာအောင်ဟာတိုင်းသာအဖွဲ့တချို့ရဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ကြတယ်လို့ UNG ကနေသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ29ရက်နေ့ကပဲအမျိုးသားညီညွတ်အစိုးရ UNG နိုင်ငံသားဝင်ဂျီဒေါ်ဇင်မာအောင်ဟာမဲဘုံမြို့မှာ ကချင်ကရင်နီကရင်ချင်းဇုံမီလီစုရဝမ်းမွန်းရခိုင်တိုင်းရင်းသားအဖွဲ့စည်းတွေရဲ့ခေါင်းဆောင်တွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။အဲဒီတွေ့ဆုံပွဲမှာ ဒေါ်စင်မအောင်နဲ့တိုင်းရင်းသားအဖွဲ့တချို့ဟာလက်ရှိတော်လှန်ရေးမှာတိုင်းရင်းသားတွေအားလုံးစီစီလုံးလုံးညင်ညင်ညွတ်ညွတ်နဲ့အတူတကွလက်တွဲထားကြဖို့အပြင်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ຫນွေဥတော်လှန်ရေးနဲ့မျက်မှောက်ရေးရာကိစ္စရက်တွေကိုအတိအကထားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ကချင်ပြည်နယ်မြကြီးနားမြို့မှာအေယာဝတီမြစ်ရေတဤဤပြန်လဲကျဆင်းလာပြီလို့ဒေသခံပြည်သူတွေနဲ့ကဲဆယ်ရေးလှုပ်တဲ့သူတွေကပြောပါတယ်ဒီကနေ့ဇွန်လ2ရက်နေ့မနက်အစောပိုင်းတနအီကျော်ဝင်းကျင်လောက်ကစပြီး မြကြီးနာက ARD မြည်ရင်မြင့်တက်မှုဟာတဤဤပြန်လဲကျဆင်းလာပြီးတော့ရှစ်လမကျော်လောက်အထိရေပြန်ကျသွားပြီလို့ဆိုပါတယ်။မနေ့ကဇူလိုင်လ၁ရက်နေ့မှာတော့မြကြီးနာမြို့မှာ ARD မြည်ရင်မြင့်တက်မှုဟာစိုးရင်ရေမက်အထက်၄ဘီကျော်ကနေတောက်လျှောက်မြင့်တက်ခဲ့ရကနေဒီကနေ့မနေ့အစောပိုင်းမှာတော့ရေတွေတဤဤပြန်လဲကျဆင်းလာပြီးလက်ရှိမှာတော့မြို့မှာပိတ်မိနေတဲ့ပြည်သူတွေကိုပရာဟိတအဖွဲ့တွေကကူညီကယ်ဆယ်ရေးတွေလှုပ်ပေးနေတယ်လို့ကူညီကယ်ဆယ်ရေးလှုပ်ပေးနေတဲ့ပရာဟိတသမားတို့ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကြောင်